မကွေတိုင်းရောဒေတာစောမြို့နယ်မှာအသက်73နှစ်အရွယ်အမျိုးသမီးငယ်ကိုမနှိမ့်ကျင့်တက်ဖြတ်ခဲ့တဲ့တရက်ခန့်ကိုအများပြည်သူရှင်းမှာကွက်မြတ်သေးတံပေးဖို့ဒေတာခန့်တွေကတောင်းဆိုနေကြပါတယ်။တီဗီသတင်းပေးပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့အော်တိုဘာလ22ရက်မှာစောမြို့အတွင်းမှာနေထိုင်တဲ့အသက်73နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကနေအိမ်မှာလာရောက်ခေါ်ဆောင်ခဲ့ပြီးတဲ့နောက် ပြောက်ဆုံးသွားပြီးအဓမ္မပြုကျင့်ခံထားရတဲ့အနေထားနဲ့တည်ဆုံလျက်ပြန်တွေ့ခဲ့ပါတယ်။မိန်းကလေးငယ်ကိုစောမြို့ဇေယျရက်ကွက်မှာနေထိုင်တဲ့အသက်22နှစ်အရွယ်မင်းမင်းဆိုးဆိုသူကညအချိန်မှာတငယ်ချင်းတွေမိတ်ဆုံစားပွဲလို့အကြောင်းပြကခေါ်ဆောင်သွားပြီးနောက်မှာအင်ကိုပြန်မရောက်လာတော့တာလို့နှိစက်သူတွေကပြောပါတယ်။မင်းမင်းဆိုးဆိုသူဟာဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးဘယ်အဖွဲ့ကဆိုတာတော့ထုတ်ဖော်ပြောကြားခြင်းမရှိကြပါဘူး။ပြောက်ဆုံးနေတဲ့မြို့သမီးငယ်ကို တာဝန်ရှိသူတွေနဲ့မိသားစုဝင်တွေကပြန်လည်ရှာဖွေရအော်တိုဘားလ24ရက်နေ့မှာအဓမ္မပြုကျင့်တက်ဖြတ်ခံရတဲ့အလောင်းကိုစောမျိုးဆေးရုံဝင်းထဲကအခန်းတစ်ခုမှာပြန်လည်တွေ့ခဲ့တာပါနင်းနာသူမျိုးသမီးငယ်ရဲ့မိခင်ဖြစ်သူကတော့သူ့ရဲ့သမီးပေါ်ကျူးလွန်ခဲ့တဲ့သူကိုသေရန်ပေးတာကိုပဲအလိုရှိရလို့သူ့ရဲ့ခံစားချက်ကိုပြောပြပါဗျာကျမတော့ကျမသမီးပါဆုံးရှုံးမှာရေးစစ်စစ်ပြတာခါအဲ့တော့သူ့လည်းကျမတော့အသေးစိတ်အသေးတက်စီကျင်တာဒါပါပဲဘလို့ပဲဖြစ်ပြဟို မိန်းကလေးတရားအနေနဲ့ဟိုဖန်အတိမတိတိရဲ့ကလေးတရားအနေနဲ့ yes စစ်စစ်ကြည့်တာတော့တော့ကျမတော့ဘလို့ပဲဖြစ်ဖြစ်သူမကျင်းတာတော့သိသိချင်တာပဲဖြစ်တယ်အဲ့လိုသိမိတ်မကြသိချင်တယ်မိန်းနဲ့လည်းဘယ်လိုမှမတတ်ကြဘူးကိုယုံကြည်ရတဲ့လူတရားကပါအဲ့လိုကိုကိုဒုက္ခပေးနေမှာတော့ကျမတို့ရှိမှတတ်ထားဝဲမြင်ချင်ပါလားအကူအဝါဒဆိုရအကူအဝါဒဟာ yes စစ်စစ်ဒီလိုကြီးဒုက္ခတော့ကျမတို့မသိနိုင်ပါဘူးလက်ရှိမှာတော့ ကျူးလွန်ခဲ့သူလို့ဆိုထားတဲ့မင်းမင်းဆိုးကိုစောမြွနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးထားပြီးအမှုအခြေအနေအသေးစိတ်ကိုမြို့နယ်တရားရုံးအဖွဲ့ကစစ်ဆေးနေရလို့သိရပါဗျ။မိသားစုဝင်တွေနဲ့ဒေသခံပြည်သူတွေကကျူးလွန်ခဲ့တဲ့သူကိုတည်ထောင်ပေးဖို့တောင်းဆိုနေကြပါပဲ။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဥပဒေမှာတော့တရားခံကိုတည်ထောင်ပေးတဲ့လုံထုံမရှိသေးဘူးလို့ဆိုပါတယ်။ဒါပေမဲ့မရိမှုနဲ့လူသတ်မှုကျူးလွန်ခဲ့တဲ့တရားခံကိုတော့ထောင်နဲ့တသက်တကျွန်းထိချမှတ်နိုင်တယ်လို့ မြို့သားညီညွတ်ရေးဆိုရရဲ့ဝင်ကြီးဌာနလက်အောက်မှာတရားဥပဒေရေးရာအကြံပေးလုပ်ကင်နေသူတယောက်ကပြောပါတယ်။ဝင်ကြီးကလည်းဒီမှာစီရာမရှိတာကျွန်တော်တို့ဟိုဟိုဒီကနေ့ပြီးတာလားမရှိဘူးပေါ့နော်။ပြီးတော့အဲဒီတော့ကျွန်တော်ကပြီးလို့ရတယ်ပေါ့။ဒါမဲ့အဲ့နေရာမှာရဲနဲ့တရားသူကြီးတွေတို့ပိုင်ဝင်သူဆွဲချက်ကဘာနဲ့ဆွဲနေဆိုတာမြင်ရပြန်ဆွဲတာနဲ့တရားသူကြီးရဲ့လက်ခဏာပုံမှားကဘာလဲပေါ့နော်။ဟိုအဲ့ဒီမှာတစ်ဆယ်ရှိတော့တရားသူကြီးရဲ့ပုံစံကြီးတော့တရားဘာညာပြီးပေါ့နေပေါ့ဗျာ။ တော့ရလို့ကျွန်တော်တို့လေ့လာမှုရှိနေတယ်ဗောတော့ဘယ်လိုတော့ပေါ့နော်တော့ဦးနေကျွန်တော်လည်းဆောက်ပြီးတဲ့သူ့လည်းခလိုင်းပလာဖြစ်ပြီးတော့ဂျာကလာဖြစ်ပြီးတော့ဆိုတော့ဂျာကလာတွေညိုင်းနေပြီးလို့မရှိဘူးနော်ဖြစ်ဖြစ်တဲ့ခါမှလည်းပုံမှန်နဲ့ရှေ့ရည်ဆိုပြရပါတော့။မြို့နယ်ပြည်သူလူထုကလည်းကျူးလွန်ခဲ့သူကိုပြည်သူရှေ့မှာတည်တံပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြသလိုလက်မှတ်ထိုးကမ်ပိန်းတွေပြုလုပ်တောင်းဆိုနေရလည်းရှိပါတယ်။ကျူးလွန်သူကိုဖမ်းဆီးထိန်သိမ်းပြီးစောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကိုလွှဲပြောင်းပြီးတဲ့နောက်တရားခံကိုယ်တိုင်ကကျူးလွန်ကြောင်ဝန်ခံရသလို အမှုနဲ့ဆက်ဆက်နေတဲ့လူလေးယောက်ကိုလည်းထိမ့်သိမ့်ပြီးစစ်ဆေးမှုတွေလုပ်နေရလို့သိရပါဗျ။လိုအပ်တဲ့တပ်တွေတွေကိုပြင်ဆင်ပြီးအန်ယူဂျီတရားရုံးမှာတင်သွားမှာဖြစ်ပြီးလက်ရှိမှာတော့ဝင်ကြီးဌာနအသီးသီးကိုလည်းတင်ပြဖို့ပြင်ဆင်နေရလို့သိရပါဗျ။တရားမျှတမှုရဖို့အတွက်ကျူးလွန်ခဲ့တဲ့ပြည်ထောင်လိုက်အပြစ်ကြခံအောင်လှုံ့ဆော်သွားမှာဖြစ်ပြီးတရားဥပဒေမှာမရှိတဲ့ပြည်သူရှိမှတည်ရန်ပေးဖို့တော့မဖြစ်နိုင်ဘူးလို့တာဝန်ရှိသူတွေကဆိုပါဗျ။ဒါပေမဲ့ကျူးလွန်သူကိုပေးတဲ့ပြည်ထောင်မပေးပါကား ဝန်ကြီးဌာနသတင်းကိုတင်ပြတောင်းဆိုမှာဖြစ်တယ်လို့မီဒီယာတွေကတစင်သတင်းစာရှင်းလင်းပွဲတွေလှုပ်ဆောင်သွားမယ်လို့ပြောပါဗျ။နင်တော်တို့ရတောင်းဆိုသလိုပဲသူ့မန်သူကိုအများရှိမှာဖွင့်ပြပေးပါဆိုတာဥပဒေမျိုးတွေပါလည်းမရှိပါဘူးလုံလုံလုံးကြီးပါလည်းမရှိပါဘူးဒီတဲ့ငယ်မရင်းမှုဖြစ်ချင်းလူတက်ချင်းအလောင်းဖြောက်ချင်းအတွေ့ထိုက်တဲ့နယ်ပြုံးပြတာတွေနဲ့မိန့်ဒီဂရီချတာကိုပဲစောင့်ဆိုင်နေပါမယ်လို့ အကယ်၍များလွယ်မှားပြီးတော့အစီရင်မိတယ်ဆိုတော့ရင်ခံနေမှာမဟုတ်ပါဘူးလက်မှတ်ထိုးကံသိနေယူထားတဲ့ဆန္ဒပြထားတဲ့အချက်လက်တွေနဲ့ပဲကျွန်တော်တို့သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကိုကျွန်တော်တင်ပြတောင်းဆိုမှာဖြစ်ပါတယ်ဆရာနာသိန်းစာ2021ခုနှစ်ကနေ2025ခုနှစ်ဇွန်လအထိတိုင်းဒေသနဲ့ကိုင်နေတဲ့တော်လိုင်းတပ်ဖွဲ့တွေကျူးလွန်ခဲ့တဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်မှု55မှုရှိခဲ့တယ်လို့ NGO လူငယ်အမျိုးသမီးနဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနရဲ့အစည်းအဝေးတွေကသိရပါဗျ။ကျမတီဗီပါ